ဖအံမြို့မှာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်နိုင်ငံရေးပါတီတွေရဲ့မဲဆွယ်စည်းရုံးရေးရောရွေးကောက်ပွဲကိုရောစိတ်ဝင်စားဘူးလို့မြို့ကန်ပြည်သူတွေနိုင်ငံရေးလေးလာသူတွေကပြောပါတယ်။အောင်ခန့်တင်ပြပို့ထားပါရရှင်။စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာရွေးကောက်ပွဲပိုင်းတစ်ကိုကျင်းပသွားမှာဖြစ်ပြီးကင်းပြည်နယ်မှာတော့ဖအံမြောက်ပြည်နယ်တန်တောင်ကြီးမြို့နယ်၃ခုမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဖန်မြို့မှာရွေးကောက်ပွဲအတွက်အော်တိုဝါလာ28ရက်နေ့ကစပြီးဒီဇင်ဘာ26ရက်နေ့အထိရပောင်း60မဲဆက်စီဝင်ကာလာအတွင်းနိုင်ငံရေးပါတီတွေမဲဆက်စီဝင်လှုပ်ဆောင်နေပါတယ်။ဒေဝန်ကမ္ဘောဘူရမ်ကြီးဟိုနေဝဘူနေရကြနေနေဘောသူစီဝင်ချင်းလားချင်းလားဘောဟိုမှာဘောနေတက်လိုက်ကြည့်ကြည့်တာပါလေ၄၀အောင်ကျောင်းဆက်တော့မရှိတယ်လေအုံနဲ့ကျင်းတော့ကွာကွာမရှိဘူးဒီရဲ့တိတ်ကိုတိတ်ဝင်လာဦးတယ်ဒီတော့ပါ ဟိုဘယ်လိုပြောမလဲဟိုဟိုတောင်းတောင်းအရာပါလုံးရတာမဟုတ်ဘူးကိုင်းပြောရင်ဒါအကြောင်းရတာပေါ့ကြောင်းရလို့သွားကြတော့ပေါ့ဘယ်တော့မှရှိတာပေါ့အနေဒီကိုရှင်လုံးမရဘူးအဲ့လိုဒါတက်တက်ပြောရင်အနေဒီတော့ဒီမဲဆက်ကျူးလို့ပါလို့ဟောဟောတောင်းနေပေါ့တော့အားနဲ့အင်းနဲ့အားနဲ့လို့အခုကအင်းနဲ့အားတော့မရှိကြပါဘူးကိုတော်ကတောင်းရှိလို့ဒါအဲ့ဒီပုံစံမျိုးဖြစ်နေတယ်အနောက်မှာဘာရှိလို့ရှိမှာကိုယ်သိတယ်အန်ဒီရတော့ရှိတာပေါ့ ကျန်းခိုင်ရေးပါတီအားကောင်းနဲ့ရက်ကွက်နဲ့ကြေးရွာတွေမှာစစ်ကော်မရှင်လက်အောက်ခံကျန်းခိုင်ရေးပါတီဝင် ရက်ကွက်နဲ့ကြေးရွာအုပ်ချုပ်ရေးမှူးတွေကကျန်းခိုင်ရေးပါတီကိုမဲထည်ဖို့အလုတ်သမားတွေကြီးကျော်နေထိုင်သူတွေနဲ့စစ်ဆောင်ပြည်သူတွေကိုဖိအားပေးချင်းချောက်တာတွေရှိနေပါတယ်။လုံခြုံရေးအားကောင်းနဲ့ဖအံမြို့မှာရွေးကောက်ပွဲမှာမဲပေးဖို့ထင်ထင်ရှားရှားမတွေ့ရသေးတဲ့ပြင် အတန်သိနေတယ်လို့ကင်းနိုင်ငံရေးလေလာသူတယောက်ကပြောပါတယ်။ 在旅游界咯，就稍微在那点熟悉一点不咯，就稍微在那点熟悉点啥子咯，兵马咯，就我们那边不可以参观咯，因为阿婆这边那偏远一点，那那边旅游嘛，主要以那个特色，那个一些那个特色民族啊，那个民族的特色啊，就那边像那路陶凯纳比的，呃，专门那家，但是那家我这边就阿弟那边那边民族比较多，所以就去那。 ထင်ကျေးဇူးထုတ်လို့ဘယ်တော့အချိန်တန်ပြေးရမယ်လို့လေနားနေသေးတော့ဘောတော့ရှိတယ်မပြေးပါပြေးပါလေမပြေးတော့လည်းမဟုတ်ဘူးတော့ပြေးပါလေကြောက်တယ်ဘောတော့အဲ့လိုတော့ပြေးရတဲ့အခါကျတော့သူကအခုထိပ်ပြီးတော့နည်းနည်းတော့တော့ဘောလာတော့ဒီကတီးဟာတော့ရှိနေလိုက်လို့ပဲလို့ဖြစ်တာဘောတော့လာမယ့်ရွေးကောက်ပွဲအပိုင်းနှစ်ကို2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မြို့နယ်တရားမှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီးကင်းမီနယ်မှာတော့ ်ဖာပေါ်မျိုးနယ်နဲ့လှန်ခွဲမျိုးနယ်နဲ့ခုမှာကျင်းပသွားမယ်လို့ထုတ်ပြန်ထားပါတယ်။မက်ဆေ့ချ်ရှိုံရေးတွားရောက်ရာမှာပါတီကိုယ်စားလှယ်လောင်းတချို့ဟာနိုင်ငံမီလုံုံနဲ့အတွဲလမ်းကြောင်းချင်းတွေကြည့်ပြီးတွားရောက်နေရတာကြောင့်ခက်ခဲနေနဲ့ရင်ဆိုင်နေရတယ်လို့ပါတီကိုယ်စားလှယ်လောင်းတွေကပြောပါတယ်။2025 2020ရွေးကောက်ပွဲကိုပြည်သူတွေစိတ်ဝင်စားခဲ့ပြီးစစ်တပ်လုံးမဲ့ရွေးကောက်ပွဲကိုစိတ်ဝင်စားမှမဟုတ်ဘူးလို့နိုင်ငံရေးတကြွလှုပ်ရှားသူတယောက်ကပြောပါတယ်။ စိတ်ဝင်စားမှုကတော့မရှိဘူးဘာလို့ဆိုတော့အဓိကမကြည့်နဲ့အဲ့မဲစင်းရင်းတွေကိုကြည့်ဒီကထုတ်လိုက်တဲ့မဲစင်းရင်းကိုဘယ်သူစိတ်ဝင်စားတယ်ဘယ်ပြည်သူဥပမာဆိုတော့ကျွန်တော်တို့ကဟိုလက်လိလာကြအောင်ဆယ်ယောက်မှာဘယ်နှယောက်ကစိတ်ဝင်စားတာလဲဟိုအရင်တော့အဲ့လုတ်ခဲ့တဲ့ရွေးကောက်ပွဲတွေ2015လို့2020လို့လုတ်ခဲ့တဲ့ရွေးကောက်ပွဲတွေပြည်သူစိတ်ဝင်စားတယ်ဘာကြောင့်စိတ်ဝင်စားတယ်လဲကျွန်တော်တို့ပြန်ကြည့်ကြည့်အောင်ဘာကြောင့်စိတ်ဝင်စားပြည်သူကိုယ်တိုင်ကောက ဒါပေးရင်ဒါရမယ်ဒီလိုပေးမှငါတို့ရဲ့အခွင့်အရေးဒါရမယ်ဆိုတာသိလို့ပြည်သူတွေကတကယ့်ကိုစိတ်ဆန္ဒရှိရှိနဲ့သူတို့ကိုယ်တိုင်မဲစင်မပါလိုက်ပြီးတော့ရက်ွယ်ယုံသွားဖြစ်ဒါမျိုးလုပ်ပြီးတော့အတတရောလုပ်ပြီးတော့ပြီးခဲ့တာအခုရွေးကောက်ပေးရသူတို့သိနေပြီဆိုသူတို့သိနေပြီဒါဆိုသူတို့မပါလေကြိုက်လေတောင်မှကျွန်တော်ထင်တယ်မပါလေကြိုက်တယ်ပဲပြည်သူတွေတော့အဲ့တော့မဲစင်ကိုသူတို့စိတ်ဝင်စားဘူးဒီရွေးကောက်ပေးတော့သူတို့စိတ်ဝင်စားမှာမဟုတ် စ်တပ်ကပြုလုပ်တဲ့ရွေးကောက်ပွဲကိုကင်မင်းရဲ့တွင်းကမဲဆန္ဒနယ်ခုနှစ်ခုမှာကျန့်ခိုင်ရေးပါတီဖလုံးစောဝေါ်ဒီမိုကရက်တစ်ပါတီကင်းမျိုးသားဒီမိုကရက်တစ်ပါတီရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီပို့မျိုးသားညီညွတ်ရေးပါတီတိုင်းသားစီလုံးညီညွတ်ရေးပါတီနဲ့ပြည်သူ့ရှေ့ဆောင်ပါတီတွေဝင်ရောက်ရှင်နိုင်မှာဖြစ်ပါတယ်ပြည်သူ့လွတ်တော်မှာကိုယ်စားလှယ်လောင်း31ယောက်အမျိုးသားလွတ်တော်မှာကိုယ်စားလှယ်လောင်း29ယောက်ပြည်နယ်လွတ်တော်မှာတည်တည်ပုတ်ကလအပါဝင် ကိုစလလောင်း38ရောင်းဝင်ရောက်ရွေးခံမယ်လို့သိရပါတယ်ကျွန်တော်အောင်ခံပါ